ဒီဗီဒီယိုလေးမစခင်မှာမိတ်ဆွေကျွန်တော်မေးကြည့်မယ်မိတ်ဆွေကဘတူလဲကိုကိုကိုပြောလိုက်မယ်ကိုကအိမ်အောင်ရှင်တယောက်ဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကိုကလုတ်တဲ့အလုပ်ကနေကိုရဲ့ identity လို့ခေါ်တဲ့ကိုဘတူလဲဆိုတော့ဖြေချလိုက်မယ်ဒါမှမဟုတ်တချို့ကြောင့်လည်းကိုကိုွယ်တဲ့ပါတာကိုလာတဲ့နိုင်ငံဒါနဲ့ပြောလိုက်မယ်ကျွန်တော်တို့ဘတူလဲဆိုတော့ဒီထက်ပိုပြီးတော့မှနည်းနည်းပါတယ်ဒီပိုင်းလေးကိုကျွန်တော်ရှင်းပြပါရစေဒီနေ့ဒီဗီဒီယိုလေးမှာတော့ကိုဘတူလဲဆိုတော့ဒီပုံနဲ့ ိုလိုချင်တဲ့အရာတွေရဖို့အတွက်ဆိုရင်ဘယ်လိုလမ်းကြောင်းကိုရွေးချယ်မလဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြပြပါပါမယ်။ကိုဘယ်လိုလဲဆိုတာအင်မတန်အရေးကြီးပါတယ်။ကျွန်တော်တို့ရဲ့ဘဝဖြစ်တမ်းမှုကျွန်တော်ကောင်းထဲမှာရှိတဲ့ idea ကျွန်တော်တို့ရဲ့မိသားစုတွေ့တဲ့ပတ်ဝန်းကျင်ဖတ်တဲ့စာအုပ်သင်ခဲ့တဲ့ education ကိုရဲ့ဘေးနားမှာရှိတဲ့လူတွေဒီပေါ်မှာ motivate ပြီးတော့မှကိုကငါဘယ်သူလဲဆိုတဲ့အရာဖြစ်လာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ identity ကိုဘယ်သူလဲဆိုတဲ့နောက်ွယ်မှာ ကိုယ့်ရဲ့အားတာချက်တွေရှိပါတယ်။အဲ့တော့လူချင်းတဲ့အရာရဖို့လို့ဆိုရင်လူတွေရဲ့အောင်မြင်တဲ့ပုံစံကတယောက်နဲ့တယောက်မတူကြပါဘူး။ဒါကြောင့်မို့အိုင်းစတန်လည်းပြောတယ်။ငါးကောင်ရဲ့အစွမ်းဆောင်တစ်ပင်တက်တာနဲ့သွားပြီးမခိုင်းပါနဲ့တဲ့။ဒီတော့ကျွန်တော် YouTube channel ကဒါညီကိုမောင်မတွေကိုကျွန်တော်မျှဝေပေးခြင်းတဲ့အရာတစ်ခုကတော့မိတ်ဆွေကတခြားလူတွေနဲ့မတူဘဲနဲ့ကိုမထူကြတဲ့စွမ်းရည်ရှိပါတယ်။မွေးရပါပါရမီရှိပါတယ်။ဒါကို natural inclination လို့ခေါ်ပါတယ်။ဒီမွေးရပါပါရမီ ရှိတာဒီဘာကြောင့်မတိသေးလဲဆိုလို့ရှင်ကျွန်တော်တို့အဲ့ဒီအရာပေါ်မှာဖုံးလွှမ်းနေတဲ့အရာတွေကြောင့်မလို့ပါဒါနဲ့ပတ်သက်လာပြီဆိုရင် Maslow hierarchy of needs ဆိုတာရှိပါတယ် Maslow ဆိုတာ Abraham Maslow လို့ခေါ်ပြီးရောမှာသူကလူတွေရဲ့လိုအပ်ချက်တွေကိုအဆင့်နေ pyramid တစ်ခုအနေနဲ့ခွဲပြထားတယ်လူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက်ဆိုရင် လူတွေက စာဝတ်နေရေးလို့ခေါ်တဲ့ physiology needs ပြီးလို့ရှိရင်လုံခြုံရေးအတွက် safety needs ပြီးွားရင်အပေါင်းပါတွေနဲ့ pounding ခင်မင်ခြင်းနဲ့ဒါက belonging နဲ့ needs လို့ခေါ်တယ်။ဒီမှာအချစ်ရေးရေးလဲပါတာပေါ့။ပြီးွားရင်လူတွေကြားထဲမှာကိုယ်အတိမတ်ပြုခံရဖို့အတွက်ဆိုလို့ရှိရင် set esteem needs ဆိုတဲ့အပိုင်းရှိမယ်။နောက်ဆုံးတစ်ချက်ကျမှကိုယ်ဘယ်သူလဲဆိုတာကိုကောင်းကောင်းနားလည်ခြင်းလာတယ်၊သိခြင်းလာတယ်။ဒါကတော့ self actualization phase လို့ခေါ်ပါတယ်။အဲ့တော့မိတ်ဆွေက တကယ်လို့ကိုကငွေကြီးချေအခက်ခဲတွေအရင်ဖြစ်နေရဆိုလို့ရှင်ကိုကိုပြန်လဲရှာဖွေဖို့ကခက်ခဲတတ်ပါတယ်ဘာလို့လဲဆိုရင်ကိုက survivor face mask ဖြစ်နေလို့အဲ့လိုပဲနေစရာမရှိဘူးကိုကိုပြန်လဲရှာဖွေဖို့တော့အရင်ခက်တတ်ပါတယ်အလားတူပဲကိုကနေပြီးတော့မှအတေကွဲနေတယ်ကိုကိုကိုပြန်လဲရှာဖွေဖို့အရင်ခက်တတ်တယ်ဒီလိုပဲအတိမတ်ပြုခံရမှုတွေနောက်ကိုပဲကိုကအရင်လိုက်ချင်နေတယ်လူရဲ့စုပ်စိတ်တွေပြီးတော့လို့ရှင်လူတွေကကိုအားပေးတဲ့ လက်ခုတ်တီးပြီးတဲ့လက်ခုတ်တန်နေနောက်ကိုပဲလိုက်နေအချိန်ကြာလို့ရှိရင်လည်းကို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 ရဲ့အစွမ်းအစတွေဘယ်မှာမှရှိလဲဆိုတာမသိရမျိုးဖြစ်တတ်တယ်။နောက်ဆုံးစင်ကမှကျွန်တော် self actualization state လို့ခေါ်ပါတယ်။အဲ့တော့ဒီ phase မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အစွမ်းအစတွေဘယ်လောက်တိရှိနိုင်လဲဆိုတာသိချင်လာပြီ။ဒီ level ဖြစ်လာပါတယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ video လေးမှာအတိကကြည့်နေတဲ့ညီကိုမောင်မတွေကိုကြီးပေးချင်တာကရောက်ပြီးချင်တာကကိုယ့်ရဲ့ self actualization phase ကိုဘယ်လိုရအောင်တွားမလဲဆိုတဲ့အပိုင်းလေးဖြစ်ပါတယ်။တကယ်လို့ကိုက ဝေးကြေးရအခက်ခဲတဲ့အရာဖြစ်နေဆိုလို့ရှင်ဒီဗီဒီယိုကမိတ်ဆွေတက်ခုချိန်မှာအကောင်းဆုံးဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်။လာရူရဲ့ safety နေမှာလုံခြုံရေးအတွက်အခက်ခဲဖြစ်နေဆိုလို့ရှင်လည်းဒီဗီဒီယိုကအကောင်းဆုံးဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ဒီဗီဒီယိုလေးက။အဲ့လိုပဲ blonde နဲ့ niece မှာတို့အနေနဲ့လူရီနဲ့ပတ်သက်လို့အခက်ခဲဖြစ်နေဆိုလို့ရှင်လည်းဒါလေးကကိုယ့်အတွက်ဖြစ်ချင်မှာဖြစ်မယ်။ဒီဗီဒီယိုလေးကဘယ်လိုတွေ့ယူရလဲဆိုရင်ကို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 စိတ်ကျဉ်납ပြီးတော့မှကိုယ့်အကောင်းဆုံး version တိဆောက်တဲ့နေရာမှာကိုကိုကိုတီးဖို့ဒီလိုလူတွေတွေ့ဖြစ်ပါတယ်။ ကျွန်တော်ဘွားတစ်လျှောက်လုံးမှာကိုပလူလေးကိုအားတာချက်ကပါလေဆိုအရင်သိကျင်တယ်ဒီတော့ကျွန်တော်အမြဲတမ်းလိုက်ရှာခဲ့တယ်ဘာလို့လဲဆိုရင်တခြားလူတွေတတ်မှတ်ထားတဲ့အောင်မြင်မှုကကျွန်တော်အတွက်အောင်မြင်မှုလို့ကျွန်တော်မခံစားရအောင်ကျွန်တော်ဘယ်ချိန်မှာပျော်လဲဆိုလို့ရှိရင်ကျွန်တော်ရှာဖွေထားတဲ့အရာတွေတခြားလူတွေဘဝကိုပြတနာတွေဖြစ်ရှင်းပေးဖို့အတွက်ဆိုရင်ကျွန်တော်ပြန်မျှဝေပေးခြင်းတယ်ဒါတွေကျွန်တော်ရဲ့ရရောမှုလူတွေကိုကူညီပေးနိုင်မှုဒါကိုကျွန်တော်စဉ်းစားတယ် ကြောင့်မို့လို့လဲကျွန်တော် YouTube မှာဗီဒီယိုတွေအများကြီးပဲကျွန်တော် free တင်တာပဲရရှိရယ် TikTok မှာလည်းတင်တာပဲရယ်ပြီးလို့ရှိရင်ကျွန်တော် website မှာလည်းကျွန်တော်ကြီးထားတဲ့များတွေအကုန်လုံးတင်ထားတယ်ဒီမှာတွားကြည့်လို့ရတယ်စောက်ဝယ်စရာမလိုဘူးအကုန်ကြည့်လို့ရတယ်စောက်ဝယ်တဲ့လူတွေကဒါအမျက်တနှိုးနဲ့အတူဖတ်ချင်တဲ့အတွက်ကြောင့်မို့အားရချိန်မှာတဲဝါချင်တဲ့အတွက်ကြောင့်မို့လို့ဒါကိုအမတ်တရားအနေနဲ့တွားကြတယ် idea တွေအသုံးပြုချင်တယ်ကျွန်တော်တို့က Telegram channel တွေထဲမှာတွားမှမဟုတ်ဘူးကျွန်တော် dr.phiu.com မှာအကုန်လုံးကျွန်တော်တင်ထားပေးပါတယ်အဲ့တော့ ဒီရဲ့ self actualization အကြောင်းပြန်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်ကိုကိုကိုနားလေဖို့အတွက်ဆိုလို့ရှိရင်နီးလန်းမျိုးစုံကျွန်တော်လောက်ကြရတယ်။ဘယ်လိုနီးလန်းနေလဲလောက်ကြလဲဆိုရင် personality test တွေကျွန်တော်ရှိရင်တချို့ကြောင့် journaling တွေကျွန်တော်ရေးရယ်မိမိစဉ်းစားကြည့်ပါကိုကိုကိုနားလေအောင်မလုပ်ပင်းနေလောကကြီးဖြစ်တဲ့အချိန်မှာခက်ခဲရန်ဖြစ်ရပါတယ်။ကိုစီးတဲ့ကောင်းအောင်တီးရလို့ပဲကိုဘယ်လိုလဲဆိုတော့ကျွန်တော်တီးရတယ်။ဒီလိုတီးဖို့အတွက်ဆိုလို့ရှိရင် ကျွန်တော်အားထုတ်ရတဲ့အရာတွေရှိရယ်ခုခုပြန်လဲလေ့လာနေရတယ်ကျွန်တော်တို့တွေးတဲ့အတွေးခံစားချက်တွေဘယ်တွေနဲ့တွေ့ရင်ဘယ်လိုခံစားချက်တွေဖြစ်တယ်ဘယ်ချိန်ကျရင်ကျွန်တော်တို့ကပျော်ပြီးတော့မှဘယ်ချိန်ကျရင်စိတ်တကြတတ်တယ်ဘယ်ချိန်ကျရင်တော့ဝမ်းနေတတ်တယ်ဒါတွေကိုကျွန်တော်လေ့လာရတယ်မိဆွေစဉ်းစားကြည့်ပါကိုနားမလဲတဲ့အရာအကြောင်းမလို့လူတွေကဒုက္ခရောက်တတ်ကြတယ်တကယ်လို့ကိုကကိုအဖေအကြောင်းနားမလဲအဖေအကြောင်းဒုက္ခရောက်မယ်အမေအကြောင်းနားမလဲအမေအကြောင်းဒုက္ခရောက်မယ်ကိုရဲ့ partner ချစ်သူနားမလဲချစ်သူကြောင့်မလို့အမြဲတမ်းဒုက္ခရောက်မယ်ကိုယ်ကကလေးတွေနားမလဲကလေးကြောင့်ဒုက္ခရောက်မယ်အဲ့လိုပဲကို marketing ကိုနားမလဲ marketing ကြောင့်ဒုက္ခရောက်မယ်အဲ့တော့နားလည်ဖို့အရေးကြီးပါတယ်နားလည်မှတာကျွန်တော်တို့ပြဿနာဖြေရှင်းနိုင်မှာဖြစ်ပါတယ်နားလည်မှတာစိတ်ထားတတ်မှာဖြစ်ပါတယ်နော်အဲ့တော့ကိုကူကူရောမိတ်ဆွေဘယ်လောက်နားလည်ပြီလဲပြန်ပြီးတော့မှစဉ်းစားကြည့်ဒီခါလေးကျန်လူတွေကတကယ်နားလည်တယ်လို့ထင်တာတကယ်နားမလဲဘူးအဲ့တော့ဒီနေရာကိုတွားဖို့အတွက်ဆိုလို့ရှိရင် အလွယ်ကူဆုံးနည်းကကြတော့ထွင်သားပြီးတဲ့နီးစနစ်တွေရှိတယ်ဒီနီးစနစ်တွေရာပြီးတော့ကျွန်တော်တို့နားလည်အောင်လုပ်လို့ရတယ်တယောက်နဲ့တယောက်ကလုံးဝမတူဘူးတချို့လူတွေကြတော့လူတစ်တွေကြားထဲမှာပြောတယ်တချို့လူတွေကြတော့ကိုနဲ့တိတဲ့လူတွေနဲ့ပဲစကားပြောခြင်းနဲ့ဝါဒနာတူတဲ့လူတွေနဲ့ပဲစကားပြောခြင်းနဲ့တချို့တွေကြတော့ဒါနှလုံးသားနဲ့ဆုံးဖြတ်ချက်ချတယ် intuition လို့ခေါ်တဲ့ universe ကပြောတဲ့အတန်အောင်နားထောင်တယ်တချို့ကြတော့ data နဲ့ပဲဆုံးဖြတ်ချက်ချတယ်လူတွေရဲ့ပုံစံမတူကြအောင်တချို့တွေကြတော့လည်းကြိုတင်ပြီးတော့မှ plan လုပ်ထားကြတယ်တခုမလုပ်ခင်မှာအသေးသေး plan လုပ်ထားတယ်တချို့ကြောင့်လည်းမီးစင်ကြီးကားကြတာများတယ်တချို့ကြောင့်လည်းဂျာထဲမှာဖြစ်တတ်တယ်ပေါ့နော်အချိန်ဒီပုံမှာမူတည်ပြီးတော့မှကိုကိုကိုလိလာရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်တန်တွေကိုတိလာမယ်ပတ်တန်ဆိုတာကိုယ့်ရဲ့စဉ်းစားတဲ့ပုံစံခံစားရတဲ့ပုံစံလှုပ်ဆောင်တဲ့ပုံစံဒီပတ်တန်တွေကိုတိလာမယ်ဒီပတ်တန်တွေကိုတိလာပြီဆိုရင်ကိုလိုချင်တဲ့အရာရဖို့အတွက်ဆိုရင်တောင်း excellent လို့ခေါ်တဲ့အကောင်းဆုံးပတ်တန်ကိုကျွန်တော်ဖန်တီးနိုင်မယ် အကောင်းဆုံး pattern ကိုဘာကြောင့်ဖန်တီးဖို့လိုတာလဲဆိုလို့ရှိရင်ကျွန်တော်ကရေစံတက်နေရဆိုရင် flow state ထဲမရအောင်ကျွန်တော်က against ဖြစ်နေတဲ့တခါကြကျရင်ကိုက data တွေကိုစိတ်ဝင်စားအောင်ဒါပေမဲ့ကိုက data နဲ့ပတ်သက်တဲ့အပိုင်းတွေလုံးနေရတယ်တခါကြကျရင်ကိုကပကြီးတွေပါ water နာမှာပေါအောင်ဒါပေမဲ့ဒါနဲ့ပတ်သက်တဲ့အပိုင်းတွေလုံးနေရအမျိုးဖြစ်တတ်တယ်အဲ့တော့ဒီလိုမျိုးမဖြစ်အောင်ကုကုကုပြန်လဲရှာဖွေဖို့လိုပါတယ်အဲ့တော့ ကျွန်တော်နှစ်ပေါင်းများစွာဖြတ်တန်းလာခဲ့တဲ့အတွေ့အကြုံတွေကကျွန်တော်တို့အုံနောက်တီ structure တခုဖြစ်လာပြီးသားအဲ့မှာကျွန်တော်တို့အကောင်းဆုံးပတ်တန်နေကျွန်တော်တို့ရှိမယ်တကယ်လို့ကိုကဒါရှေးဘွားတွေနောက်ဘွားတွေယုံကြည်ရယ်ဆိုလို့ရှိရင်ဒါပါရမီတွေကျွန်တော်တို့ဖြည့်ခဲ့တဲ့ဟာရှိမယ်ဒီပုံမှန်မူတည်ပြီးတော့မှကျွန်တော်ရဲ့ပတ်တန်တွေကြီးရှိရယ်အဲ့တော့စီးပွားရေးလောက်တာနဲ့ကျွန်တော်ဥပမာပေးမယ်ပေါ့နော်ဒါဒီ Roger Hamilton လို့ခေါ်တဲ့ပုံကိုတီထွင်ထားတဲ့ framework လေး ်ကျွန်တော်အရန်သဘောကျတယ်သူကတရုတ်စိတ်ပညာတွေကိုတွားလီလာတယ်လီလာပြီးတော့စုံတီထွင်နေတဲ့ပတ်သက်လို့ဒီ web dynamic ဆိုတဲ့အပိုင်းလေးကိုသူတီထွင်ထားတယ်ကျွန်တော်လည်းသူသူနဲ့ဘာလီမှာကျွန်တော်တွေ့ခဲ့တယ်အဲ့တော့ဒီ web dynamic ကိုကြည့်မယ်ဆိုရင်တချို့လူတွေကစီးပွားရေးလုပ်ပြီးဆိုလို့ရှင် idea တွေအရန်ကောင်းတယ် community တွေအများကြီးဖန်တီးခြင်းတယ်ဒါမျိုးလူတွေကြောင့် creator လို့ခေါ်တယ်အဲ့တော့မိတ်ဆွေကလုပ်ငန်းရှင်ဆိုလို့ရှင်ဒါလေးကိုစဉ်းစားကြည့်ပါတော့။မိတ်ဆွေကလုပ်ငန်းရှင်မဟုတ်ဘူးလုပ်ငန်းစားဖို့အချိန်ညရင် ရှိရဆိုလို့ရှိရင်လည်းဒါလေးကိုကြည့်ကြည့်ဘဝအတွက်အများကြီးအသုံးဝင်ပါလိမ့်မယ်ဥပမာလို့ Richard Branson တို့လိုမျိုးဆိုရင်ကုမ္ပဏီအများကြီးစားတယ်တူစင်ကုမ္ပဏီ400လောက်သူ့မှာရှိတယ်ဒါမျိုး creator လို့ခေါ်တယ်သူဒီလုပ်ငန်းတွေအများကြီးလုပ်တယ်မတူညီတဲ့ nepe တွေတွားတယ်ပြီးွားရင်ဒီ nepe တွေကိုလုပ်နေရတာသူပြောတယ်သူ့မှာ idea တွေအများကြီးရှိတယ်ဒါမျိုး innovator လို့ခေါ်ပါတယ် Elon Musk တို့ဒါတွေ့ပူပါလိမ့်မယ်နောက်တစ်ခေါက်ကျတော့ star energy ဥပမာဆိုမြန်မာပြည်တွင်းမှာကြည့်မယ်ဆိုစမ်းစမ်းခန်းနိုင်လို့ကြည့်လို့ရတယ် နိုင်ငံသားမှာဆိုလို့ရှိရင်လည်းဒါအဆိုးတော်ရီဒီလိုမျိုးတွေကိုကျွန်တော်ကျွန်တော် star energy လို့ခေါ်တယ်။တူတွက်ကကျွန်တော် business ကြီးဖြစ်နေမှာမဟုတ်ဘူး။ business ကတူကိုယ်တိုင်ဖြစ်နေတာ။တူကိုယ်တိုင်ဒီ business ပဲတူတွားနေနေမှာ land ဖြစ်တယ်။စင်ပေါ်တက်လို့ရှိရင်တူ shine ဖြစ်တယ်။ JZ တို့အတူတူပဲသူအနေနဲ့တခြားရင်းနှီးမြှုပ်နှံမှုတွေလောက်တာမျိုးရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့ဒီလို star energy ကြီးကြီးလိုက်တာ ਨੇ ထင်ပေါ်မှုကိုတွားတယ် အဲ့တော့ကိုကနေပြီးတော့မှလူတွေကြားထဲမှာကိုအတိမတ်ပြုခံရတာပြီးလို့ရှိရင် spotlight ကြိုက်တယ်ဒါဆိုလို့ရှိရင်ကိုက star energy ထဲမှာပါတယ်တချို့တွေကြတော့ supporter room မှာရှိရင်လူတွေကိုလူကူညီပေးတယ်လူတွေကိုပြုစုပြုထောင်ပေးတယ်အရင်တော့ဆိုရင် GE လိုလိုမျိုး General Electric ကဒါ CEO အဟောင်းဆိုလို့ရှိရင်လည်းဒါဒီထဲမှာပါလို့ အခုမြင်တွေ့ရတဲ့ဒါတင်ကုတ်တော့ပါလို့ဆိုလို့ရှိရင်လည်း Apple ရဲ့ CEO တင်ကုတ်ဆိုရင်စပူတာထဲမှာပါတယ်သူရဲ့ team ထဲမှာရှိတဲ့လူတွေကိုသူ one man show မလုပ်ဘူးအကုန်လုံးပွဲထုတ်တယ်ဒါကစပူတာရဲ့ပုံစံနောက်တစ်ခုကကျတော့ trend တို့လိုမျိုးဒါဆို Marsha Lucy San တို့လိုမျိုးဆိုရင်သူက deep maker ထဲမှာပါတယ်ဒီမိတ်ကဆိုတော့လူတွေကိုချိတ်ဆက်ပြီးတော့မှဒီလောက်တာ မော်ဘဒူနဲ့ဘဒူချိတ်ဆက်ပေးလိုက်လို့ရှိရင်တော့သူအတွက်ဘာကြံမလဲဆိုတော့စဉ်းစားရတဲ့ပုံကမျိုးဆော်ဒီမှာယင်းဒီမြုပ်နှံမှုတော်ယူတယ်ပြီးသွားလို့ရှိရင် US မှာတရုတ်မှာယင်းဒီမြုပ်နှံမှုတွေပြန်လုပ်တယ်ဒီထဲမှာမူတီပြောတွေ့ soft bank ဆိုတဲ့ company ကိုတိဆောက်သွားတယ်အဲ့တော့ကျွန်တော်တို့ပွဲစားတွေဒါမျိုးတွေတွေ့ဖို့လိမ့်မယ်ဒါတွေကဒါဒီမိတ်ကားထဲမှာပါတယ်ဥပမာဆို Donald Trump ဆိုလို့ရှိရင်အလားတူပဲဘဒူနဲ့ဘဒူနဲ့ချိတ်ဆက်ပြီးတော့မှလိုချင်တာရအောင်လုပ်အောင်မလဲဆိုတော့သူတန်းတည်တယ်ပေါ့ ဒီမိတ်ကဒီ supporter ကြောင့်တခြားလူတွေကိုဒါပံ့ပိုးပေးတဲ့လူမျိုးဒါမျိုးကြောင့် supporter လို့ခေါ်တယ်။သူကိုယ်တိုင်ကလည်း company ကြီးတွေကိုစီမံခန့်ခွဲမှုပြုလုပ်နေရမျိုးဖြစ်တတ်တယ်။ဘာကွာလဲဆိုရင် supporter ကြတော့လုပ်ငန်းကိုသူကိုယ်တိုင်တည်ဆောက်ထားတာမဟုတ်ဘူး။သူဖြားလူတွေတည်ဆောက်ထားတဲ့လုပ်ငန်းကိုအကောင်းဆုံးထောက်တိုင်နေပေးတဲ့ပုံကူမျိုး။နောက်တစ်မျိုးကကြတော့ trader လို့ခေါ်တယ်။ကိုကဈေးကွက်ထဲမှာဝယ်ရောင်း မဝယ်ခင်ကတည်းကဘယ်နာမှရောင်းလို့ရမလဲဆိုတော့သူစဉ်းစားမိတာဈေးကွက်မှာအပြောင်းလဲဖြစ်နေတဲ့ဈေးတွေကိုတည်တယ်။သူ့အနေနဲ့လုပ်ငန်းစားကောင်းစားလိုက်မယ်သူ့ရဲ့လုပ်ငန်းဒီဈေးကွက်ပေါ်မှာမူတည်ပြီးအပြောင်းလဲရတယ်လို့တွားတယ်။ idea အတက်တူမစဉ်းစားဘူးအလုပ်ဖြစ်တဲ့ဟာအဓိကလုပ်တယ်။ idea first မဟုတ်ဘူးသူ့အနေနဲ့ဈေးကွက် first ဈေးကွက်ကဘာလို့အလဲဈေးကွက်လိုအပ်တဲ့ဟာသူပေးမယ်။ဒါမျိုးပုံကိုရှိပါတယ်။အဲ့မျိုးဆိုရင်ဘယ်ထဲမှာပါလဲစဉ်းစားကြည့်ပါ။နောက်တစ်မျိုးကကျတော့ accumulator လို့ခေါ်တယ်။ accumulator ကျတော့ Warren Buffett တို့လိုမျိုးသူ့ရဲ့အသက်60နောက်ပိုင်းမှာသူ့ရဲ့ဝင်ငွေက 69ရာခိုင်နှုန်းဆိုလားမသိဘူးသူရဲ့ပတ်သက်အများဆုံးအဲ့ဒီနောက်ပိုင်းမှာရှာရရှာရအကဲရပါဘောနော်50 60နောက်ပိုင်းမှာအဲ့တော့ဒါမျိုး accumulator လို့ခေါ်တယ်စိတ်ရှိတယ်လူတွေနဲ့စနစ်တွေကိုတူတေချာလေ့လာရတယ်ကိုနားမလဲတဲ့အလုပ်တွေကိုမလုပ်ဘူး idea တွေအများကြီးတူမရှိဘူးတူတခုခုဆိုရင်လူတွေနဲ့ပြောင်းပြန်တူစဉ်းစားရတယ်တခြားလူတွေကြောက်နေရင်တူအဝယ်တခြားလူတွေဝယ်နေရင်တူစဉ်းစားရတယ် ဘာမျိုးပုံကိုယ်ကြီးပေါ့နော်မိတ်ဆွေတို့ဒါဘေးပတ်ဝန်းကျင်မှာလည်းအများကြီးတွေ့ပူပါလိမ့်မယ်နောက်တစ်ခုကကျတော့ lot လို့ခေါ်တာပေါ့ဥပမာဆို city map တို့လိုမျိုးပိုင်းရှင်လိုမျိုးမဝဝင်းတင်းတို့လိုမျိုးသူ့မှာ city map တို့ city value တို့တူရှိမယ်သူ့မှာ system တစ်ခုရှိမယ်အဲ့ system ထဲမှာမှာတခြား brand မျိုးတို့ထည့်တယ်ဒါမျိုးကြောင့် lot လို့ခေါ်တယ်နောက်တစ်မျိုးကျွန်တော်တို့ကြည့်လို့ရတာတရုတ်မှာဆိုလို့ရှိရင် WeChat ဆိုတာရှိတယ် အဝီချက်ရဲ့ပေမကုမ္ပဏီကြီးထိန်းရှင်လို့ခေါ်တယ်ထန်းဆန်လို့ခေါ်တယ်ထန်းဆန်မှလည်းအလားတူပဲသူ့ရဲ့ဝီချက်ကိုလုပ်တယ်ဝီချက်ထဲမှာဆိုလို့ရှိရင် shopping တွေလုပ်လို့ရတယ် payment တွေလုပ်လို့ရတယ်အကုန်လုံးသူ့ရဲ့ platform တစ်ခုပေါ်မှာ multi ပြီးတော့မှအကုန်လုံးကိုတိဆောက်သွားတာဒါမျိုး lot လို့ခေါ်တယ်ပြီး Google ကိုလည်းကျွန်တော်ကြည့်လို့ရတယ် Google ဆိုလို့ရှိရင်လည်းသူ့ရဲ့ search engine သူ့အနေနဲ့အများကြီးလုပ်တယ်လို့ထင်ရပေမဲ့သူ့အနေနဲ့ကြော်ညာဆိုတဲ့ model ပေါ်မှာ multi ပြီးတော့မှသူ့ရဲ့ Android Google ဒါတွေအကုန်လုံးသူဖန်တီးသွားတယ်ဒါမျိုးတွေကိုကြောင့်ကျွန်တော်တို့စနစ်ပေါ်မှာမူတည်ပြီးတွားတဲ့လူတွေအဲ့တော့ဒီလိုလူတွေကအရှိကိုတိတ်မထွက်ဘူး creator တွေကတော့အရှိကိုထွက်တာတွေ့လိမ့်မယ်နောက်တစ်မျိုးကကျွန်တော် mechanic လို့ခေါ်တယ်သူအကြီးတစ်ခုပဲလုပ်တယ်အများကြီးမလုပ်ဘူးဥပမာဆိုရင် mechanic max zuckerberg ဆိုရင်သူအနေနဲ့ max zuckerberg အနေနဲ့ဆိုရင် meta ဆိုတဲ့ company အခုလုပ်လိုက်ပြီအဲ့ဒီ meta အောက်မှာ facebook instagram whatsapp အများကြီးရှိမယ် Oculus တို့လိုမျိုးဒါ VR AR ဒါရရှိမယ်အဲ့တော့သူအနေနဲ့ကုမ္ပဏီတစ်ခုပဲအဲ့ဒီကုမ္ပဏီကိုပဲသူကြီးအောင်လုပ်တယ် mechanic ဆိုတဲ့အတိုင်းပဲ package တို့ဆိုလို့ရှိရင်လည်းတချို့တွေ creator လို့ထင်တယ်ကျွန်တော်မြင်တော့ package ဆိုလို့ရှိရင် mechanic ထဲမှာပါတယ်သူအနေနဲ့ Microsoft တစ်ခုတည်းကိုပဲလုပ်တယ်အဲ့ Microsoft ထဲမှာပဲသူ့ရဲ့ဖောက်တယ်ကြုံတွေ့နေရတဲ့ပြဿနာဖြေရှင်းဖို့အတွက်သူ product တွေ service တွေသူဖန်တီးွားတယ်အဲ့တော့ တကယ်လို့ကိုကကိုရဲ့အားတာချက်ကိုကျွန်တော်တို့တိပြီဆိုရင်ကိုကဘယ်လိုမျိုးတန်ဖိုးဖန်တီးမလဲဆိုအောင်တည်နိုင်လာပြီဘယ်လို leverage လုပ်ရမလဲဆိုတော့တည်လာပြီဒါတော့ကျွန်တော် value နဲ့ leverage လို့ခေါ်ပါတယ်အဲ့တော့ကိုကဘာအားတာချက်ရှိလဲပြန်ပြီးစဉ်းစားကြည့်ပါကိုဘယ်ထဲမှာပါလဲဘယ်ထဲမှာပါလဲ what dynamic ထဲမှာဥပမာအားဖြင့်ဆိုရင်ကျွန်တော်အနေနဲ့ဆိုရင် creator ထဲမှာပါတယ်ကျွန်တော်က idea တွေအများကြီးကျွန်တော်ရှိတယ်လောက်ချင်တာအများကြီးကျွန်တော်ရှိမယ် ဲ့တော့ဒီအများကြီးကိုဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့စဉ်းစားရတယ်ပေါ့အဲ့တော့ဘယ် profile အကောင့်လုံးလဲဆိုတော့မဟုတ်ဘူးသူ့ဟာနေသူအတာချက်တွေအများကြီးရှိအကောင့်လုံးမှာကျွန်တော်တို့ရဲ့တောင်းရအဲ့အတာချက်တွေအကောင့်လုံးကိုဖော်ထုတ်ဖို့ပဲနော်အဲ့တော့ဒီလိုတွားတာတော့ကျွန်တော် personalized strategy လို့ခေါ်တယ်မိတ်ဆွေကကိုကိုကိုမသိဘူးဆိုရင်မဟာဗျူဟာကောင်းကောင်းတိဆောက်လို့လွယ်မှာမဟုတ်မဟာဗျူဟာကောင်းကောင်းတိဆောက်ဖို့အတွက်ဆိုရင် personalized ဖြစ်တဲ့ strategy လို့ရတယ် မဟာဗျူဟာလို့ပဲမဟာဗျူဟာဒီ personal ဖြစ်တယ်တခြားလူတွေနဲ့တိုက်ရိုက်ပြိုင်စရာမလိုပြိုင်စရာမလိုဘဲနဲ့နိုင်လို့ရရင်ဒါကဒီမဟာဗျူဟာရဲ့အခြေခံဖြစ်ပါတယ်အဲ့တော့မိတ်ဆွေဒီဒူရီမမမမီရောတော့တိုးတက်ပြောင်းလဲခြင်းတယ်ဒီထက်ပိုပြီးတော့မအောင်မြင်ခြင်းတယ်အခုအစွမ်းစားတွေအဆုံးအထိထုတ်ခြင်းတယ်ဆိုရင်ကျွန်တော်တို့ကအပြင်မှာရှာရမှာမဟုတ်ဘူးကျွန်တော်တို့ဒီအတွင်းမှာရှာရမှာဒါဒီဥပမာတစ်ခုပဲဖြစ်ပါတယ် what dynamic ဆိုတာလေးอ่ะအဲ့တော့ပြန်စဉ်းစားကြည့်ပါကိုယ့်ရဲ့အားအတာဆုံးကဘာဖြစ်မလဲ ideal people လာ market လာ system လာ okay ကျွန်တော်တို့အားတာဆုံးညဒါတခြားနေအမတောင်လို့ပြောတာမဟုတ်ဘူးเนาะတောင်မလို့ကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးဖန်တီးခြင်းနေဆိုလို့ရှင်တော့ငါဘာလုပ်လဲဆိုတဲ့အရာလေးကိုပြန်ပြီးတော့မှရှာဖွေဖို့လိုပါတယ်ကိုယ့်ရဲ့ dominant strategy အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော် Maslow hierarchy on needs အကြောင်းပြပြောင်းပါတယ်ကိုကိုကိုပို့ပြီးနားလဲပြီးတော့မှကိုလုပ်ငန်းလုပ်တော့မယ်ဆိုရင်ဘလို့နီးနဲ့ရွေးချယ်လို့ရမလဲဆိုတော့ကြည့်ပြီးတော့မှတွားလို့ရပါတယ်အဲ့တော့ ကိုကဒီတဲမှာဘယ်တဲမှာပါတာလဲဆိုတော့ကိုက test ဒီမလိုဘဲနဲ့တိနေတယ်ဆိုတာ self actualization မြင်လို့ပါတကယ်လို့မသိဘူးဆိုလို့ရှင်တော့ဒါ test ရဲ့အကူအညီလိုလာပြီအဲ့တော့တကယ်လို့ကျွန်တော်တို့ဒီ test အကြောင်းတိကျနေဆိုလို့ရှင်လေအကြံပေး page လေးမှာလာပြီးတော့မှယူလို့ရပါတယ်အဲ့တော့အကြံပေးဆိုရင်ကျွန်တော် Facebook page ရှိပါတယ်အကြံပေး page လေးကိုကျွန်တော်လာခဲ့လို့ရပါတယ်အဲ့တော့ okay ကျွန်တော်အနေနဲ့ဒီနေ့ ဒီဗီဒီယိုဒီမှာပဲရလိုက်ပါမယ်ကိုတို့အကျိုးရှိဆုံးအချက်တစ်ချက်ဒါရှိခဲ့မယ်ဆိုပါလေးဖြစ်နိုင်လေခွန်မမှာရေးခဲ့လို့ရရေးခဲ့ပြပအောင်ဆုံးတကြည့်ပြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ